ဲအားရကျေနပ်စရာတခုတော့ဖြစ်လာပြီကျွန်တော်တို့တွေနေမဟုတ်ဘူးမြောင်းမြမျိုးစုမျိုးသားတွေကပါအဲ့ဒီအမကကြောင်းရှိမှသွားပြီးတော့နေလာတဲ့သူဘက်ကနေရက်တည်ပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့အတွက်ကိုအလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့ကျွန်တော်တငယ်ချင်းတို့ကိုဝမ်းသာစရာတရင်လေးတင်ဆက်ပေးခြင်းနဲ့ဗျအဲ့ဒါပါလဲဆိုရင်ကျွန်တော်မြောင်းမြမျိုးပေါ့နော်အထက်က6မှာဖြစ်သွားခဲ့တဲ့မြောင်းမြမျိုးအထက်က6မှာပေါ့နော် ရိုက်ခံလိုက်ရတဲ့ចောင်းទူလေးកိစ္စနဲ့ប៉ះသက်ပြီးတော့ប៉ុណ្ណោះမြောင်းမြမျိုးទူမျိုးသားတွေကအဲ့ဒီចောင်းရှေ့မှာទွားပြီးတော့សန္ဒထုတ်ဖော်နေကြတယ်လို့လဲတည်င်းတချို့ကနေသိရတယ်ဗျဒါတကယ်ကိုဝမ်းသာစရာတည်င်းပဲဒီဝန်သားစရာတည်နေနေအတူတူဒါကိုဘယ်လိုမျိုးဆက်ပြီးတော့အကောင့်ထဲပုံမလဲဆိုတဲ့ဒီအကိုရဲ့ပြောစကားလေးတွေကိုကျွန်တော်တို့အတူတူနားထောင်ကြည့်လိုက်ကြရအောင်ဗျာနော် ဒီမနက်မှာအခုကျွန်တော်ဗီဒီယိုလေးတွေတင်နေတဲ့ညောင်မြအကြောင်းကြီးလေးကိစ္စကအဲတကယ်အားရကျေနပ်စရာတခုတော့ဖြစ်လာပြီကျွန်တော်တို့တွေနေမဟုတ်ဘူးညောင်မြမျိုးစုမျိုးသားတွေကပါအဲဒီအမကကြောင်းချစ်မှသွားပြီးတော့နေလာတဲ့သူဘက်ကနေရက်တည်ပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့အတွက်ကိုပေါဝင်ကူညီဆောင်ရွက်ပေးနေကြပြီအဲကျွန်တော်လည်း ိုကြီးစားတဲ့စိတ်ကြောင့်ဖြစ်လာတဲ့ဒေါသလေးတစ်ခုနဲ့ဒီကိစ္စမှာကျွန်တော်လည်းဗီဒီယိုလေးတွေပေါ့နော်အခုကျွန်တော်ရင်ထဲမှာရှိတာလေးတွေကိုဖြစ်သိဖြစ်ကြတာလေးတွေကိုကျွန်တော်ပြောပြဆိုပြတဲ့ဗီဒီယိုလေးတင်းတင်းနဲ့ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ရောက်နိုင်တဲ့အထိကျွန်တော်တော့ဆုံးဖြတ်ထားတယ်ဆုံးဖြတ်လိုက်ပြီးမနေ့ကညကတော့ကျွန်တော်မြောင်းမြဆင်းမှုအစီအစဉ်တစ်ခုဆွဲနေတယ်တကယ်ပဲသွားမှာ ။အဲအဲ့ဒီအပေါ်မှာလည်းကျွန်တော်ဘယ်သူတူတယောက်ဆက်မှာငွေကြီးရေအကူအညီမယူဘူး။အဲကျွန်တော်ငွေကြီးနဲ့ပဲကျွန်တော်လုံနိုင်တဲ့အတိုင်းအတာကြီးကျွန်တော်သွားပြီးတော့အကူအညီလုဆောင်ပေးမှာနင်းနာဒီဘက်ကနေပြီးတော့ရန်သွားပြီမှာရန်သွားပြီမှာမဟုတ်ဘူးနော်။အဲကျွန်တော်လိုအပ်ရင်လည်းအဲလက်ရှိကျူးလူတဲ့ကာယကံရှင်တွေကိုကျွန်တော်အညွညွမြတ်တရက်ခံပြီးတောင်းပါမယ်။နေလာတဲ့ကောင်မလေးဘက်ကနေပြီးတော့စိတ်ချင်းလေးပြန်လဲပြီးတော့အဲငကိုတိုင်းဖြစ်ဖို့ရဲ့ ူများဒန်းတူညီတူသွားလာနေထိုင်နိုင်ဖို့အတွက်သူစိတ်တွေခွန်အားချို့လို့လေအရင်အချိန်တွေတခုပြန်ရောက်ဖို့လို့လေအဲ့ဒီအတွက်ခရီးသွားမှာအဲနောက်ဆုံးများလို့အဲ့လိုရှိရင် sorry အခုရေးရရင်ကျွန်တော်ရရမှုလို့ကျွန်တော်တကယ်လို့ဘောနော်အဲ့ဘက်ကအချိန်တွေမထူးဘူးဆိုရင်တော့ကျွန်တော်တကယ်သွားမှာပါအဲကျွန်တော်တကယ်ရင်းနေတော့သွားဖို့လေကျွန်တော်ဒီကြိမ်ထားတယ်ပြောဆိုထားတယ် အဲကျွန်တော်လည်းအခုလိုသွားမယ်လာမယ်ဆိုရင်လူလူရင်ပြောပါတို့ဝေကြီးသူကြီးလူပြောပါတို့လူပြောထားတဲ့အကူရီမတွေလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်အားရလက်မခံပါဘူးအဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်တက်နိုင်တယ်လို့အဲကျွန်တော်သွားမှာပါနော်ဒါပေမဲ့ဒီနေ့မနေ့တော့မြေရတွေ့ရတာလေးတကယ်အားရကြလေးတွေကတကယ်အားရခြင်းနဲ့ဆရာပါဟိုဝမ်းတာနေတယ်ဆိုတာထက်ဖြစ်သိမ့်ပြလိုက်တာကိုမြင်ရလို့ကျင်းနေပြီလားအဲကျူးလုံးနဲ့မိဘတွေလည်းအဲဒီဖြစ်စဉ်တွေကို တွေ့မြင်နေရတဲ့အတွက်သူတို့လည်းသူတို့တာသမီကိုသူတို့တာဝန်ယူပြီးတော့ဝိုင်းဝန်းပူပေါင်းကူညီဖြည့်ရှင်းပေးမယ်လို့ထင်ပါတယ်အဲ့လိုမျှော်လင့်ထားပါတယ်အဲ့လိုဖြစ်လာရင်တော့တကယ်ပဲဒီကိစ္စလေးရတာအေးစစ်စစ်နဲ့ပြီးစီးတော့မှာပါအဲ့ဒါဆိုဘာမှလည်းတောင်တောင်အမုန်းပွားကြလို့မရှိတော့ပါဘူးအဲတခုကျောင်းသားတွေကကျွန်တော်ရဲ့တာသမီရွယ်ဒီဒီမရွယ်ဒီပါဟိုအနည်းငယ်တောင်းမတာပေါ့နော်ဒိုင်းပေါ်နေပြီးတော့အဲ့ဒါတွေဟိုဟိုမမတ်ရိုင်းရိုင်းနေရင်းရင်းညံ့ညံ့နေမမှန်ဘူး မတုတ်ပြန်ဘူးပေါ့နော်ဒေါသတော့ဖွင့်ကြတော့အကုန်လုံးပဲလေအားလေးကိုကျွန်တော်အလုံးညွတ်မြတ်တာဆိုတောင်းပါတယ်ဗျာတကယ်လို့ဘာမှမထူးဘူးအဲဒီတိုင်းပဲဆိုရင်တော့ယောက်ျားအခုယောက်ျားဒီနေ့လည်းကျွန်တော်ဆက်ကြရပြီဒီတိုင်းပဲဆိုရင်တော့ကျွန်တော်ယောက်ျားထီရောက်သွားပါမယ်ဗျာအဲဒီကိစ္စကိုဘယ်လိုခေါ်မလဲကျွန်တော်အားနေကျွန်တော်ကျွန်တော်ကိုသားညာတော့ရှိသလောက်ကျွန်တော် တူပါပါအဲဒီဟာလေးကိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်လို့ဝိုင်းလဲဆုတောင်းမှုကြပါအောင်လို့နော်ဟယ်လိုမင်္ဂလာပါဒီရက်ဒီမှာတခြားထူးထူးတော့မရှိဘူးစိတ်ထဲမှာကုတ္တတိဘလို့ခေါ်မလဲမပြီးဆုံးသေးတာပေါ့မတင်မကြဖြစ်နေတာမျိုးရှိနေသေးတယ်အဲ့ကိစ္စပြီးတဲ့အထိတော့ပြောမှာနော်ကျန်တော့မဟုတ်ဘူး နောက်တစ်ထပ်ဒီရတာလေးတွေရှိတယ်ကျွန်တော်မှကျွန်တော် post မှာလာပြီးတော့ man နေမှာလာရေးထားတာရှိတယ်ကိုကြီးဒါလေးကတော့ဒီလိုရှိတယ်ဟိုလိုရှိတယ်ဘောနော်လက်ခံတယ်ကျွန်တော်ကလေဒီပြဒနာရဲ့အစအစင်းမြစ်ကိုအဲတိတိကျကျရှိတယ်သိတယ်လူလည်းရှင်းရှင်းပဲဗောလေနင်းမယ်ဒါတော့သိကြတယ်ဒါမှမဟုတ်ကျွန်တော်ဆိုလိုချင်တာကဒီပြဒနာအဲ့ဒီအခြေအနေထိရောက်သွားတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်ဝန်ခံတယ်မသိဘူးတို့ပေမဲ့ကျွန်တော်ပြောနေတာ ကျွန်တော်ပြောနေရတဲ့အကြောင်းရင်းကလူမြင်ကွင်းမှာအုပ်စုဖွဲ့ပြီးရိုက်နှက်တယ်ပြီးတော့လူမြင်ကွင်းမှာဘယ်တတူရယ်လူချင်းအတူတူကျောင်းစင်းယူနီဖောင်းတွေဝတ်ထားတာချင်းအတူတူထိုင်ပြီးတော့ကြော်ခိုင်းတယ်အဲ့ဒါအနိုင်လူချင်းစိတ်တစ်ခုနဲ့တက်တက်လှုပ်လာအခုတချို့ကပြောရမှာနော်ဒီကိစ္စတွေ့ရတဲ့အကြောင်းရင်းကအရိုက်ခဲတဲ့ကောင်မလေးက ိုက်တဲ့ကောင်မလေးတွေအုပ်စုကိုဟိုဘောနော်ဟိုမျိုးအကြောင်းအရာဒီလိုမျိုးအကြောင်းအရာကိစ္စကိုမျိုးမျိုးဘောနော်အဲအခုခေတ်မှာလည်းအဲ့ဒီကတော်တော်များများလုပ်နေဟိုကခုခေတ်မှာတော်တော်များများအဲ့ဒီမျိုးပြဿနာတွေဖြစ်နေကြတော့ပဲဟိုဘောနော်ဘူတိုရှော့တွေနဲ့ဆက်ကွန်ရှော့တွေအပိုင်းညာတွေအဲ့မျိုးဘောနော်မဟုတ်တန်းတရားတွေတင်လို့ပါရေးလို့ပါအခုလိုပြဿနာဖြစ်တာပါအဲ့ဒါကိုလက်ခံတယ်မှန်တယ်မှန်တယ်မမှန်ဘူးမသိဘူးเนาะမပြောသေးဘူးအဲနောက်တစ်ခုကျတော့လေဒီကာကရှင်ရိုက်ခဲ့တဲ့ကောင်မလေးက အဒီကကကြီးရိုက်ခိုင်းတဲ့ကောင်မလေးကသူ့ရဲ့ဖုန်းနဲ့သူမင်းကယူပြီးတော့ဒီလိုကိစ္စတွေလုပ်လိုက်တာပါဆိုတော့လေအဲပြောတာလေဒါအမှားလားမှန်လားကျွန်တော်ကိုယ်တိုင်မသိသေးပါဘူးဒါပေမဲ့ကျွန်တော်အခုဖြစ်နေတာကကျွန်တော်ပြောချင်နေတာကအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့တက်လာတဲ့ဗီဒီယိုဖိုင်ကအဲတနိုင်ငံလုံးကြီးမြန်မာနိုင်ငံလုံးအပြင်ရောတပြည့်နိုင်ငံလူတွေပါဒါကိုကြည့်ပြီးသွားကြပြီအဲ့ဒါကိုပြောချင်တာ အခုအကြောင်းအရာမှာတော့ကျွန်တော်ကမြင့်တရရခံတာပေါ့ဘာလဲဆိုတော့ကျူးလို့ ਨੇ ကာကန်ရှင်ရဲ့မိဘညီကောင်တော်မတွေကိုကျွန်တော်ဒီနေရာကနေပြီးတော့မြင့်တရရခံတာပါအဲ့ဒီနေရာမှာအကိုတို့ရဲ့တမီးလေးသာဆိုရင်အကိုတို့တမီးလေးပေါ့ကိုအကျူးလုံခိုင်းတဲ့ကောင်မလေးမှားရှင်ရှိမယ်တော့ကိုအဲ့အမှားအတွက်ကဒကနာအကိုတို့စီစဉ်ဆောင်ရွက်လို့ရပါမယ်ဗျာပုံဝင်လေးလေးပြောပါတော့နော် အကိုတို့အနေနဲ့ပေါ့နော်အခုအကိုသမီးအကိုကျွန်းလုံးနဲ့ကောင်မလေးတွေတင်လိုက်တဲ့ဗီဒီယိုဖိုင်ကြောင့်ပဲအကိုတို့မိသားစုနဲ့ပတ်သက်တဲ့ဒီသားသမီးတွေကိုပြောဆိုနေတာတွေရှုံ့နှောက်ဝေဖန်နေကြတယ်ဒါတွေလည်းအကိုတို့မြင်ပါပဲအဲ့တော့အကိုတို့အနေနဲ့ဗျာမိဘဆိုတဲ့စကလုံးနှလုံးအင်မတန်မတမူးကြီးတယ်ကိုယ်ရဲ့တောင်းလည်းလေးလံတယ်အဲ့ဒီအဟာပေါ်မှာပြီးပြီးပြီးလေးဖြစ်အောင်လို့ ျွန်တော်ကဒီနေရာကနေအနူးညူမြစ်တိုင်းခါမှတောင်းပန်တာပါအကိုတို့ထွက်ပြီးဖြည့်ရှင်းပေးလိုက်ပါအခုလိုမျိုးလူသိရှင်ညာအကိုတို့သွားပြီးတော့ထိုင်ရှိခိုးပါအကိုသမီးတို့ထိုင်ရှိခိုးခိုင်းပါလို့ကျွန်တော်မယီညူးဘူးအဲ့လိုကြီးလည်းမလုပ်ဘူးလူသားဆံမှုပြောတာကျွန်တော်ပြောတာဟုတ်လားမှားသွားပြီအခုဖြစ်ရကတော့အကိုအမြင်ပိုင်းအမြင်နဲ့မှားသွားပြီအဲ့ဒီအမှားတော့ကိုအကိုသားသမီးလေးကိုတောင်းယူခိုင်းပါအကိုတို့ကလည်းမိဘဆိုတဲ့ တောင်ဝင်ကြေးဝင်မှာမှန်တယ်မင်းနဲ့ပါဆိုင်လို့လဲကျွန်တော်တို့မေးရင်ကျွန်တော်မှအဖြေစရာအဖြေတစ်ခုပဲရှိတယ်ဘာမှမဆိုင်ပါဘူးဘာမှလည်းမတော်ပါဘူးဒါပေမဲ့ကိုနဲ့မဆိုင်ရင်ကိုနဲ့ဘာမှမတော်ဆက်ရင်ဘာမှမပတ်သက်ရင်ကြည်နေကြကြေးဆိုရင်ကြည်နေကြမယ်ဆိုရင်ကျွန်တော်ကအဲ့လိုလူတွေကို လူလို့မတတ်မှတ်ပါဘူးတကယ်ပြောတာပါလားမှန်နေပြနော်အုတ်ထင်းသူဖြစ်တဲ့မိဘကရှေ့မှာရဲရဲဝံ့ဝံ့နဲ့ဒီကိစ္စကိုထွက်ပြီးတော့ဖြေရှင်းပြီးတဲ့အခါကျူးလွန်တဲ့သူ့ရဲ့သမီးတွေကိုပေါ့နော်ကာယကံရှင်ကိုဝင်ပြီးယူဖို့အတွက်အတားတောင်းပန်ရမှာဗျာနော်အဲ့လိုလုံလိုက်ရင်ဒီပြဿနာကိစ္စပြီးသွားပြီဗျာနော်အခုကနော်မိဘကလည်းဘယ်ရောက်လို့ရောက်မှန်းမသိသားသမီးကလည်းဘယ်ပေါက်လို့ပေါက်မှန်းမသိဘာသမ်းမောက်မကြောက်ရဘူးဗျာနော် ျွန်တော်စိတ်ထဲမှာဗာကျွန်တော်ထက်တူခန္ဓာနေဟာမြင်အမြင်တူတဲ့လူတွေခန္ဓာနဲ့တူတဲ့လူတွေလည်းရှိတယ်အဲဘလို့ခေါမလဲကိုရဲ့အခုလို့ဟိုဆိုလိုချင်တာဒီကိစ္စကဖြစ်ဖြစ်သွားတဲ့ကိစ္စတကူကလူမြင်လုံးဝမသိတော့ဘူးစိတ်ခန္ဓာချက်တွေပေါက်ကွဲစေတယ်ဒေါသတွေဖြစ်စေတယ်အဲ့လောက်ထိအရှိန်ဟုန်ကြီးသွားစေတယ်ကွာအဲ့အဲ့ကိစ္စရဲ့တည်းကိုပြေလျောင်ဖြေရှင်းဖို့အတွက် နီးလည်းမရှိတာမဟုတ်ဘူးကိုနီးလည်းနေမှအများကြီးပဲအကိုတို့ဘက်ကမဖြေရှင်းတာအဲ့လိုထွက်ဖြေရှင်းတဲ့လူကိုတိတ်ခါကြားသွားမယ်ထင်လို့တော့တိတ်ခါမကြားပါဘူးကိုကိုတို့မိသားစုကနော်တိတ်ခါမကြားပါဘူးကိုတခုအခုအကျွလုံခန်းနဲ့ကောင်းပါလေးဘက်ကိုလည်းကျွန်တော်တကယ်အံ့ဩမိတယ်ဗျာအခုအချိန်ထိဗျာတချို့ပြောတာဒါမနစ်ကပါဟိုနစ်ကပါဒါရီထောင်းအခုမှတွေ့လာတာကျွန်တော်အခုမှတွေ့တာအဲ့ဒီခလေးမရဲ့မိဘတွေကရော ဒါမသိလို့နော်တကယ်မရှိဘူးလားရှိနေတာ ਨੇ ရေငုံနှုတ်ပိနေနေနိုင်တာလားခန္ဒီပါရမီပဲရံပြည့်စုံနေတာလားဒါမှမဟုတ်အခုတချို့ကလည်းပြောရတယ်ဗျာအကျူးလို့နဲ့ကောင်မလေးအဖေတွေကအတိုင်းဝိုင်းရာဘာညာတွေပေါ့ဘလူတွေပါတာကြီးအဲ့ဝယ်လို့ရတယ်ဘယ်လိုတွေပါလာဒီအများကြီးဝယ်ပေါ့ ။ညောင်မြချင်းချင်းလေးပါ။ဘာကြီးတဲ့ညာကြီးတဲ့ဘာကြီးတဲ့ညာကြီးတဲ့တွေလည်းအများကြီးပဲဒီမှာဝယ်ဝယ်လို့ရပေါ့ထုံနေရပဲ။မဆိုင်ပါဘူးအဲ့ဒါဒီနဲ့။နေလာသူဘက်ကအတိုင်းဝိုင်းညီကောင်မတရားမှမရှိဘူးဆိုရင်လည်းပြော။ပြော။အခုလိုမျိုးတွေကျွန်တော်ဒီလိုဗီဒီယိုတွေတင်လို့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေလည်းအဲကျွန်တော်မိသားစုတကယ်တည်းပြောတယ်ကျွန်တော်လည်းပတ်သက်ရင်းနှီးတဲ့ငွေကြေးပေါင်းတဲ့မိတ်ဆွေအဲကျွန်တော်ဆရာသမားတွေဒီကလည်းတားရတယ်ဒါမှကျွန်တော်မနေနိုင်တာနေလို့မရတာကျွန်တော်ကြည့်လားတကယ်ဘာမှမဟုတ်တဲ့ပြဿနာလို့တွတ်ထားလို့မရဘူးနော် ျွန်တော်ပြောချင်တာအဲဒါပေမဲ့ထွက်ပြေးရှင်းလိုက်ရင်ခန္ဓာလေးအတွင်းမှာပြီးတော့မှာအဲအကြောင်းသူချင်းချင်းပဲတမျိုးတည်းတစ်ကြောင်းတည်းတစ်ခန်းတည်းတော့ဖြစ်ရင်ဖြစ်နေုံပဲငွေချင်းတွေပဲဒီလိုပဲတယောက်နှစ်ယောက်ငွေပဲသူဖြစ်တဲ့အတွက်ကိုလိုရကမှားလားမှန်လားမသိလို့လှုပ်လိုက်ကြတဲ့ကိစ္စတွေပဲဒါရီကိုနှစ်ဦးနှစ်ဘက်မျိုးချင်းဆိုင်ပြီးအဲဘေးနားမှာ အကြီးကြီးတွေခေါ်ထားပြီးတောင်ဝင်ရှိတဲ့လူတွေခေါ်ထားပြီးဘသူဘသူဘက်မှမနစ်နာအောင်ဘသူဘသူဘက်မှဗမ်းမလိုက်ဖဲနဲ့ဘသူကတော့ဘာမို့လို့ဘသူကတော့ညာမို့လို့ဆိုပြီးဘလို့ခေါ်မလဲအားနေသူနင်းချေပြီးအာကြီးသူကိုထိုးမမြောက်ဖဲနဲ့ညီနိုင်ဆောင်ရွက်ပြီးပူပေါင်းဖြည့်ရှင်းလိုက်ရင်ဒီဒီဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ ဟိုဘယ်လိုခေါ်မလဲဒေါသတွေလိမ့်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 ထွက်ပြီးပေါက်ကွေးနေတဲ့လူအများစုစိတ်ကျဉ်납ဖို့အတွက်ရည်ရွယ်ပြီးပြောတာမဟုတ်ဘူးကိုဖြစ်တဲ့ကိစ္စကိုကိုကိုတိုင်းပဲဖြေရှင်းရမှာပဲအဲ့လိုလေးဖြေရှင်းလိုက်ရင် 我别忘了。 ကဲကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ကဲအခုဆိုရင်တငယ်ချင်းတို့အကြားတဲ့အတိုင်းပဲဗျာတကယ်ကိုဝမ်းသာစရာပဲနော်မြောင်းမြမှာပေါ့နော်ခလေးမိဘတွေကဒီကြောင်းရှေ့မှာလာပြီးတော့ဒီကိစ္စကိုဖြေရှင်းပေးဖို့အတွက်ဆန္ဒပြနေတယ်လို့လည်းသိရတယ်ဗျာနော်ဒီတည်င်းနာအမှန်ကန်ဆိုရင်တကယ်ကိုဝမ်းသာစရာပဲဗျာနော်အခုချိန်မှာဒီတည်င်းကပေါ့နော်ခလေးမိဘတိုင်းစိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်ဗျာနော်အရှိမဆန်နမူနာဖြစ်တဲ့ဒီပြဿနာကိုနော်တည်တည်ချာချာကြက်ကြက်မမတ်ကင်တွဲဖြေရှင်းလိုက်ရင်နောက်တစ်ခါဒီလိုမျိုးဖြစ်တဲ့ကိစ္စရက်တွေကတော်တော်ကြီးကိုနည်းသွား ားလိမ့်မယ်ဗျာနော်ကဲတငယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးရှင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ